မှစနေဒီကိုနေသားသမီးတို့အတွက်တဲတော်ဟောပြောခြင်းဖြစ်ပါတယ်။ KI တော့ပထမဦးစွာတနင်္ဂနွေသားသမီးတွေအစတင်ဟောကြားပေးမှာဖြစ်ပါတယ်။အဲတော့တနင်္ဂနွေသားသမီးတွေအတွက်23ရက်10လ2025မှာ29ရက်10လ2025အထိပဲဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေဒီကာလတပတ်တာအတွင်းမှာဘာတွေကြုံရမလဲဆိုတာကိုဆက်လက်နားထောင်ပေးပါ။ တနင်္ဂနွေသားသမီးတွေရဲ့ယင်ထဲမှာချိုကြံချွေတာစူဆောင်းဖို့အလဟတာမဖြစ်အောင်အလုပ်တွေလုပ်ဖို့အဥ္စာပစ္စည်းတွေငွေကြေးတွေအဲ့တော့ကိုယ့်ရဲ့ရပိုင်ခွင့်တွေရရှိမဲ့အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးမခံရအောင်ပိုင်ပိုင်နိုင်နိုင်နဲ့လက်ဝယ်ရရှိအောင်အဲ့လိုသေးသေးချာချာကြာကြာနာနာလုပ်ဖို့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင့်တောင်းတရည်ရွယ်ချက်ကတော့ခရီးတွေနဲ့ပတ်သက်ပြီးသွာလာမှုနဲ့ပတ်သက်ပြီး အဆက်အသွယ်နဲ့ပတ်သက်ပြီးသူများကိစ္စတွေကူညီရတဲ့ကိစ္စကိုကိစ္စတွေသူများကူညီမဲ့ကိစ္စအဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအစဉ်ပြေချောမွေးဖို့သွာလန်းတာလို့လာလန်းဖြောင်းဖို့ကိုပဲဒါကိုရရင်ထဲမှာမျောလင်တောင်းတာနေပါတယ်။စကားပြောတဲ့အခါမှာလဲဒေါသတန်ရန်လိုတန်တွေနဲ့ကိုယ့်အပေါ်ဆက်ဆံခြင်းမပြုအောင်မဖြစ်အောင်အဲ့တော့လှုပ်ဖို့ကိုဒါကိုရရင်ထဲမှာမျောလင်တောင်းတာနေပါတယ်။ မမျော်လင့်မဲနဲ့ဘလို့အောင်မို့ကြုံမလဲဆိုလို့ရှိရင်တော့ရသမျှဝင်ဝင်နဲ့မရောင်ရဲမတိတ်နိုင်ဘူးပို့ပြီးတော့ရအောင်ကြိုးစားမယ်ပို့ပြီးတော့အောင်မြင်အောင်လုပ်မယ်တိတဲ့ပို့ပြီးတော့ရနိုင်မယ်အခွင့်အရေးတွေကိုရသလောက်ကိုငားရဲ့ဘဝမှာအဲ့တော့မြင်မြန်ဆန်းဆန်းရရှိအောင်လုပ်မယ်ဆိုတော့ရည်ရွယ်ချက်တွေအဲ့လိုအကောင့်တွေပေါ်လာတာစုံပြည့်ချက်ချတာမျိုးကြုံတွေ့ရပါလိမ့်မယ် စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့အိမ်ောင်ရေးနဲ့ပတ်သက်တဲ့ပြဿနာခြေရေးနဲ့ပတ်သက်တဲ့ပြဿနာနောက်ပြီးအမှုအခင်းတစုံတရာပြဿနာကြောင့်ကိုယ်မှာစိတ်ညစ်စရာတွေဖြစ်ပေါ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေကန်စားတာပါဆိုလို့ရှင်တော့မမျှော်လင့်မဲ့တွားရင်လာရင်နဲ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအဲတော့ရင်ခုန်စရာတွေဝမ်းသာစရာတွေအချစ်ရေးနဲ့ပတ်သက်ပြီးตาရွယ်ရအဲ့တော့ မြင်းသူတကာအားကြလောက်တဲ့အထိကိုယ့်ရဲ့အခြေရင်အခြေရင်နဲ့ပတ်သက်ပြီးตาရဖြောင်ပြူးတာမျိုးကြုံတွေ့ရပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကကြိုးစားပန်းစားလုပ်တဲ့ကိစ္စတွေကမအောင်မြင်ဘဲနဲ့နှောင့်နှေးနေတာကြမ်းကြနေတာအချင်းချင်းခါခါကြိုးစားရတာအဲ့ဒီအတွက်ကြောင့်အားမလို့အားမရဖြစ်တာအဲ့လိုဟာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့သူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့ရည်မှန်းချက်တွေမပြည့်ဝတာမျိုး ပေးရတတ်တယ်ဒါကအိမ်အောင်ရှင်များဖို့ပေါ့နော်ဓိဝတနာပါလို့ထီထိုးခြင်းနဲ့တနင်္ဂနွေသားသမီးများအဖို့ကတော့အုတ်ထုတ်အဟောင်းတွေအုတ်ထုတ်အပြက်တွေအဲ့လိုနေရာမျိုးမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အချိုးပေးတော့ကနန်းတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့စေးနဲ့ပတ်သက်ပြီးလှူပေးလိုက်ပါ အားလုံးကောင်းပါပါလိမ့်မယ်လူကိုပဲလူလူယဟန်ကိုပဲလူလူကြိုက်တဲ့လူကိုလူပါရပါတယ်အဲ့တော့ဝင်ဝင်နဲ့ပတ်သက်ပြီးဒီတလာလုံးမှာတင်းငွေသားသမီးတွေအတွက်ကတော့အောင်မြင်မှုတရပူဆောင်းရမယ်ပင်ပန်းမယ်စိတ်ပင်ပန်းလူပင်ပန်းတော့แน่แน่လေးတော့ဖြစ်တတ်ကြောင်းပါတယ်ဗျာကဲကျွန်တော်ရေဖုန်းနံပါတ်ကတော့3995380358ဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကို17နာရီကနေ17နာရီခွဲကိုဆက်မယ်နာမည်စင်းပေးမယ်အဲ့ဒါဆိုအဆင်ပြေပါပြီဗျာကဲတင်းငွေသားသမီးရောက်တိုင်းရောက်တိုင်း အနေနဲ့ရရအတိုင်းတိုင်းပြည်ပြည်ကကြည့်ရှုနေကြကုန်သောတနင်္လာရီသားမီးပေါက်အားလုံးအဆက်ဆက်ရအဆင်ပြေပါစေတနင်္လာရီသားသမီးတွေပြီးတော့တနင်္လာသားတနင်္လာသားသမီးတွေရဲ့ရင်ထဲမှာမိတ်ဆွေပေါင်းသင်းကြမှာကုန်မငယ်ဖို့အောင်မြင်ဖို့ကြီးကြီးမားမားရရှိအောင်လုပ်ဖို့အဲ့တော့သူများနဲ့ရှင်လို့ရှင်ကိုယ့်ဘက်ကအဆက်ဆက်ရသာလွန်အောင်အစွမ်းကုန်ကြိုးစားဖို့ကိုဒါကိုရဲ့ရင်ထဲမှာစဉ်းစားတွေးတောနေပါလေ မျောလင်းတောင်းတရည်ရွယ်ချက်ကဆုံးဖြတ်ချက်တွေမှားပြီးတော့လုတ်တဲ့ကိစ္စငွေကြေးတွေဆုံးရှုံးတဲ့ကိစ္စအဲ့လိုမျိုးတွေနောက်ထပ်နောက်ထပ်မကြုံအောင်မဖြစ်အောင်အဲ့တော့ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းတွေကြာကြာနာနာအကောင့်တွေပို့ဖို့ပဲဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်စာချုပ်စာတမ်းစာရွက်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအဆင်ပြေပြေဖြစ်ဖို့ကိုဒါကိုရရင်ထဲမှာမျောလင်းတောင်းတနေတယ်။မြေကိစ္စနဲ့ပတ်သက်လို့ရှင်တဲ့အဆင်ပြေဖို့ကိုမျောလင်းတောင်းတနေတတ်တယ်။ မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံလဲမိသားစုလိုက်ပြီးတဲ့ကောင်းတဲ့နေရာကိုရွှေပြောင်းခြင်းနေထိုင်ခြင်းအလုပ်ပြောင်းခြင်းနေရာပြောင်းခြင်းအဲ့လိုဟာမျိုးတွေတစ်မျိုးတစ်ပုံအပြောင်းလဲတွေလာတတ်တယ်ကောင်းသောပြောင်းလဲလဲခြင်းတွေကြုံတွေ့ပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့သုံးပြရန်အကြက်တဲ့နှစ်ခုနဲ့ရင်ဆိုင်ရတယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ်ပြဿနာနှစ်ခုကြောင့်စိတ်ညစ်ရတာမျိုးတွေဒီကာလအတွင်းမှာဖြစ်တဲ့ကြုံတဲ့အကြောင်းပါလေဗျာ ငယ်ရွယ်တဲ့တင်းလာသားသမီးတို့ရဲ့ကန်စာတာမှာဆိုလို့ရှင်တော့အဆတ်ဆာရရာနောင်ရည်အတွက်စိတ်ချစရာတွေနောင်ရည်အတွက်စိတ်အေးစရာတွေမိသားစုနဲ့တိုင်မြင်ရင်အဲ့တော့ကိုယ့်ရဲ့ရင်းနှီးတဲ့သူတွေနဲ့တိုင်မြင်ရင်အဲ့ဒါလို့ဟာမှုလောက်ကန်ရရတဲ့အခွင့်အရေးတွေကြောင့်ဘဝမှာထူးထူးခြားခြားအောင်မြင်တိုးတက်မှုကံကောင်းတာတွေကြုံပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်လို့ကလောလောဆယ်မှာတော့အထူးကြံမှုတွေများနေတတ်တယ်မိသားစုအရေးကိုပဲဦးစားပေးရတာမျိုး ကြုံတွေ့နိုင်ပါတယ်။ လက်တလုံးဝင်ဝင်နဲ့ပတ်သက်တဲ့ပြီးဒီတလားဒီတပတ်လုံးမှာဝင်ဝင်နဲ့ပတ်သက်လို့ရှင်ကံကောင်းဖို့အတွက်ကတော့အသက်ကြီးတဲ့အဖွားကိုတူဦးတယောက်ကိုစစ်သီးသုံးမျိုးလောက်လူတန်းလိုက်ပါဝင်ဝင်လက်ငွေကြေးလက်လာပါနဲ့ပတ်သက်ပြီးထူးထူးခြားခြားကံကောင်းမလာပါလိမ့်မယ်အိမ်ဆောင်ရှင်မိတ်ဆွေများဖို့ကတော့ချိုးချမ်းမဲ့ချွေးတာမဲ့စူဆောင်းမဲ့ဆိုတဲ့အကြောင်းအရာတွေအဲ့ဒီဟာတွေပဲကောင်းတဲ့မှာစဉ်းစားနေရတတ်တယ်နောက်ပြီးတော့ကိုယ့်ရဲ့အိမ်ဆောင်ဘက်အပေါ်ကိုလည်းကို့ပါမိခင်လိုတစ်မျိုး တငယ်ချင်းတို့တို့မျိုးမိတ်ဆွေတို့တို့မျိုးအမျိုးမျိုးအဖုံဖုံကိုမှခွင့်လွှတ်ခြင်းသိခံခြင်းနဲ့ရှေ့ဆက်ရတာမျိုးအတလူဟာမှုဖြစ်တတ်တယ်သူ့ကိုတော့အားမလို့အားမရဖြစ်တာမျိုးဂျုံတွေ့ရတတ်ပါတယ်ဒါကအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးပေါ့နော်ကဲအဲ့တော့အိမ်အောင်ရင်းနဲ့ပတ်သက်ပြီးကောင်းသောပြောင်းလဲခြင်းတွေကောင်းသောငြိမ်းချမ်းခြင်းကောင်းသောကံကြမ္မာတွေပျော်ရွှင်စရာကောင်းတာအတလူအပြောင်းလဲတွေလာပါလိမ့်မယ်ဒီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ ပန်းပွင့်အဖြူရောင်လေးတွေရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးတော့ကနန်းတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရာအနေနဲ့ကတော့အဝါရောင်ဖျောင်းနိုင်ကိုးတိုင်သို့မဟုတ်အဝါရောင်ဖျောင်းနိုင်မီလုံးကိုးလုံးထွန်းညှိပူဇော်ပါလှူဒန်းပါလို့အကြံပေးကြပါတယ်အဲ့ဒါဆိုလို့ရှင်တော့တိတိတသာကန်စတာညံ့နေအလုံးပြေပြောက်ပြီးလက်လာပါရှင်လန်းပါလိမ့်မယ်လို့ပြောရင်တနင်္လာသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပေးရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 2950 358ပဲ ဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကိုဆက်ပြီးတော့ဗီဒင်မေးဖို့7နာရီရက်နဲ့7နာရီအတွင်းမှာနာမည်စရင်ပေးလို့ရပါတယ်ကဲအားလုံးအဆက်ဆက်ရအောင်ဆင်ပေးကြပါစေအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာပင်မမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးစိတ်ပင်မလူပင်မအဲ့တော့ခက်ခက်ခဲခဲစူးစမ်းရမယ့်ကိစ္စတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတော်နေပါလေကိုစူးစမ်းသမျှအလဟတဖြစ်တဲ့ကိစ္စနောက်ပြီးတော့ ပင်မန်းပြီးတော့အကျိုးအမြတ်နည်းနည်းလေးရတဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့ကိုကိုကိုဘသူ့ရဲ့အစွမ်းစားဘသူ့ရဲ့အကူအညီမှမပါဘဲနဲ့ကိုကိုကိုကြိုးစားမယ်ငါကူငါဖြစ်အောင်လုပ်မယ်ငါဇွဲမလျှော်ဘူးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးဒါကိုရရင်ထဲမှာမျောလဲတောင်းတနေပါတယ်အင်္ဂါသားမီးများအဲ့တော့မမျော်လင့်ပဲဘလို့ဟာမို့ကြုံမလဲအင်္ဂါသားသမီးတွေမလုတ်တင်သောအလုပ်တွေကိုမလုတ်ပဲကိုကချုပ်တီးရတာ အဲ့တော့မျိုးသိရတာအရှက်တကွက်ကျိုးနှံဖြစ်မဲ့ကိစ္စတွေကိုထိန်းချုပ်လိုက်တာအဲ့တလို့ဟာမျိုးတွေသူကဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချတာမျိုးဆုံးဖြတ်တာမျိုးတွေကြုံပါလိမ့်မယ်အဲ့ဒီအတွက်လည်းအင်မတန်ကိုကောင်းပါတယ်မကောင်းတာကိုမကောင်းမှန်းသိရင်အဲ့ဒါကိုကသူတော်ကောင်းပါပဲအဲ့တော့အင်္ဂါသားသမီးတွေဒီကာလအတွင်းမှာအမှားအမှန်ကိုကြကြနာနာခွဲခြားစိတ်ဖြန့်ဆုံးဖြတ်နိုင်တာမျိုးကြုံပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ ်အချောင်းအမျိုးမျိုးကြောင့်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ချင်ပေမဲ့လည်းကိုယ်မှာအဆင်မပြေဘူးအဲ့ဒီအတွက်ကြောင့်စိတ်ညစ်တယ်ကျန်းမာရေးတွေကောင်းချင်ပေမဲ့လည်းအဲ့တော့ဒီချိန်မှာကျမ်းမာရေးကောင်းရင်ကို့အတွက်တခုမကောင်းတာတွေကြုံမယ်အဲ့တော့ငါ့အတွက်အရာအလုံးကကောင်းဖို့ဖြစ်လာတယ်လို့ပဲတတ်မှတ်လိုက်ပါတွေးတောနေလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အင်္ဂါသားသမီးတွေအလုံးအစဉ်ပြေသွားပါလိမ့်မယ်အဲ့တော့ကောင်းဖို့ဖြစ်လာတယ်လို့ပဲအရာအလုံးကိုတတ်မှတ်လိုက်ပါဆုံးဖြတ်လိုက်ပါเนาะကဲငယ်ဝဲတဲ့အင်္ဂါသားသမီးတွေကန်စတာမှာဆိုလို့ရှိရင်တော့ အောင်မြင်မှုကြီးကြီးမားမားရရှိမယ်ရေရှည်စီမံကိန်းတွေအတွက်ဒီချိန်မှာအစတင်အကောင့်တွေပေါ်လာတာဆုံးဖြတ်ချက်ချတာအဲ့ဒါလိုဟာမျိုးကြုံပါလိမ့်မယ်အိန္ဒိယတိုင်းကိုအကြောင်းပြုပြီးတော့နည်းနည်းတော့စိတ်ညစ်စရာတွေဖြစ်တတ်တယ်လုပ်ငန်းကိုအကြောင်းပြုပြီးတော့လည်းနည်းနည်းစိတ်ညစ်စရာလေးတွေလာတတ်တယ်အဲ့တော့ကိုစိတ်ညစ်ရတယ်ဆိုတာပပလေးပါကျန်တဲ့လူတွေစိတ်ညစ်ရတာအကြီးကြီးတွေပါပဲအဲ့တော့သူများနဲ့ဆာလို့ရှင်ကိုကတော်ပါသေးတယ်လို့ကိုကိုကိုတတ်မှတ်လိုက်ပါအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးယူရခြင်း၊ကျင်နာခြင်း၊တွေ့တာခြင်း၊မျက်နှာချင်း၊စုံမဲ့ခြင်းဆိုတဲ့အဲ့လိုမျိုးကောင်းခြင်းအဖျားဖျားနဲ့ပြည့်စုံပြီးတော့ကြာလေလေခိုင်မြဲလေလေဆိုတဲ့ချစ်ချင်းမေတ္တာတွေနဲ့ရှေ့ဆက်ရတာမျိုးကြုံတွေ့ရပါလိမ့်မယ်။အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်လေမြမြတတကောင်းကောင်းမွန်မွန်ဖြစ်တာမျိုးကြုံတွေ့ရလိမ့်မယ်။အဲ့တော့ဝက်ဥစုပ်ပြီးကြက်ထားတကယ်တို့အရင်ထက်ပိုပြီးတော့မျက်နှာတွေ့တာမှုတွေလာပါလိမ့်မယ်။အင်မတန်အားရစရာကောင်းပါလိမ့်ဗျ။ကဲ ဒီဝါသနာပါလို့ထီထိုးခြင်းနဲ့အင်္ဂါသားသမီးများဖို့ကတော့ချွန်ထက်သောဓာတ်တွေထားတဲ့နားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစ်စုံတရားတွေ့ရပါလိမ့်မယ်ညံနာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ခလေးတငယ်များကိုကစားစရာဆော့စရာအဲ့လိုဟာမှတခုခုလက်ဆောင်ပေးခြင်းအပြင်အညံ့တွေအလုံးပြပြောက်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများတို့တပတ်စာဟောပြောမှုဒီမှာပဲညီကုန်းချုပ်ပြရစေအားလုံးအဆက်ဆက်ရအဆင်ပြေပါစေ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39255380358ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကိုဆက်ပြီးတော့နာမည်စရင်17နာရီကနေ17နာရီတွင်ကိုပေးလို့ရပါတယ်ညနေ3နာရီထိတူးချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိပါတယ်ဆိုတော့အကြောင်းကိုပြောကြရင်အင်္ဂါသာသမီးရောက်တိုင်းရောက်တိုင်းလိုအပ်ဆန္ဒပြုပါပါစေဗျာဗုဒ္ဓဘူသာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘူသာသမီးတွေအတွက်23ရက်10လ2025မှာ29ရက်10လ2025ထိပဲဖြစ်ပါတယ် ဗုဒ္ဓဟူးသားသမီးတွေရဲ့ယဉ်ထဲမှာသွားစရာယဉ်ထားတဲ့ပတ်သက်တဲ့ကိစ္စစီးစရာယဉ်ထားတဲ့ပတ်သက်တဲ့ကိစ္စလက်ရှိကိုယ့်ရဲ့ငွေကြေးတွေကိုအကြောင်းပြုပြီးတော့ချိန်ဆပြီးအလုပ်လုပ်ဖို့အကြောင်းအရာတွေအဲ့ဒီနှစ်မျိုးစလုံးကိုအခုကိုယ်မှာတပြိုင်နက်တည်းစဉ်းစားဆုံးဖြတ်ရမယ်အချိန်အခါကိုရောက်နေပြီဆိုတဲ့အကြောင်းကိုအခုယဉ်ထဲမှာစဉ်းစားတွေးတော်နေပါတယ်မျောလင်တောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ကိုဒုက္ခပေးတဲ့လူတွေနောက်တစ်ချိန်ပြန်လဲဒုက္ခပေးဦးမလားဆိုတဲ့ပုံစံမျိုးဒါကိုယ့်ရဲ့ယဉ်ထဲမှာ မျောလင်တောင်းတာနေပါလေစိုးရင်စိတ်တွေမျောလင်တောင်းတာတာကိုကိုကိုတတိပေးတာအဲ့တော့ကိုကိုကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ကိုလည်းဒါသူ့ရဲ့ရင်ထဲမှာတတိဝရိယထားဖို့ကိုလည်းမျောလင်တောင်းတာနေပါလေမမျောလင်မဲနဲ့ဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှိရင်နေရာထိုင်ခင်းကိုအကြောင်းပြုပြီးစိတ်တိုင်းမကြစေရတဲ့ကြုံတွေ့ရတတ်တယ်ဝင်းဝေးတွေဘလောက်ကောင်းကောင်းအလဟာတဖြစ်တာအဖတ်မတင်တာအဲ့လိုဟာမျိုးတွေကြုံတွေ့နိုင်တယ်လို့ဘုံတော်ဘူးသားသမီးတွေမှာ ီကာလအတွင်းမှာမမျောလည်းမဲ့အဲ့ဒီအခက်အခဲတွေကြုံတွေ့ရတတ်တယ်။နေရာထိုင်ခင်းကိုအကြောင်းပြုပြီးတော့ဆုံးဖြတ်ချက်မှားတဲ့ကိစ္စလုံးသိတဲ့အချိန်မှာမလုံဖဲနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်ဒီဒီချိန်မှာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအခက်အခဲတစ်စုံတစ်ရာဖြစ်သွားတတ်ပါတယ်။စိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစု၊သားရချမ်းပြေပွဲပျော်ရွှင်စရာကောင်းသောမိသားစုတိုက်တိုက်ဝင်ဝင်စီစီလုံးလုံးလေးနဲ့ဥမကွဲတိုက်မိပြည့်ဆိုသော အဲ့အရာတာလေးကိုခံကျင်တာတစိမ့်စိမ့်ခံစားကျင်တာဝေးတော့မှပူလို့လွမ်းဆိုတဲ့ပုံစံမျိုးအဲ့တော့မိသားစုနဲ့ပတ်သက်ပြီးနှီးတုံးကတော့ချစ်ရကောင်းမှခင်ရကောင်းမှတွေ့တာရကောင်းမှတန်ရောစင်ထားရကောင်းမှဆိုတဲ့အဲ့ဒါတွေမသိဘူးအခုဝေးတော့မှကုမိသားစုအတွက်ကိုနောက်တားရတာငါဘယ်တော့မှဘလို့ကောင်းကောင်းလေးနေခဲ့ရင်ကောင်းမှာပဲဘလို့အကောင်းတွေပြောခဲ့ရင်ကောင်းမှာပဲစိတ်ချမ်းသာအောင်ဘလို့လုပ်ခဲ့ရင်ကောင်းမှာပဲဆိုတဲ့နောက်တားတွေနဲ့ကုမှာ ပြည့်နှစ်နေတတ်တယ်အဲ့ဒီအတွက်ကြောင့်စိတ်ကြီးရလာမှုဖြစ်တတ်တယ်အဲ့တော့ကောင်းသောပြောင်းလဲခြင်းဖြစ်တယ်လို့ပဲတတ်မှတ်လိုက်ပါကောင်းဖို့ဖြစ်လာတယ်လို့ပဲကိုယ်စိတ်ထဲမှာတွေးလိုက်ပါအဲ့ဒါဆိုမိတ်ဆွေအနေနဲ့ပေါ့သွားပါလိမ့်မယ်ယင်ထဲမှာအဆိုင်ခဲကြီးတွေမရှိတော့ပါဘူးเนาะကဲငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတွေကန်စာတာမှာဆိုလို့ရှင်တော့သုံးဖြတ်ချက်တွေမှားတတ်တယ်သူများကိစ္စကြောင့်ကိုယ်မှာပြဿနာတွေတက်တတ်တယ်အဲ့တော့ကိုယ်အလုပ်ကိုလုပ်ကိုယ်သမီးကိုစားကြီးတော်နွားအလကားချောင်းဆိုတဲ့ပုံစံမျိုးမလုပ်မိပါစေနဲ့ ဲ့တော့အားနာလို့လုံးမိတာတွေကပြဿနာတွေဖြစ်တတ်တယ်။အခြေရင်းနဲ့ပတ်သက်လို့ရှင်လဲကံညံ့တတ်တယ်။အဲ့တော့ဆုံးဖြတ်ချက်တွေမှားတတ်တယ်မကောင်းဘူးမကောင်းတော့ငြိမ်ငြိမ်နေပေါ့။အဲ့တော့ငယ်ဝယ်တဲ့သူတွေမှာဒီကာလတွေမှာဆုံးဖြတ်ချက်တွေမှားတတ်တယ်သတိထားရမယ်။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကြောင့်အောင်မြင်မှုကြီးကြီးမားမားဝမ်းသာစရာတွေကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့ကိုယ့်ရဲ့အိမ်အောင်ဘက်ရဲ့အစွမ်းစာကြောင့်အံ့ဩလောက်အောင်ကိုယ့်ရဲ့ မိသားစုမှာထူခြားပြောင်းလဲမှုနာမည်ကုန်သတင်းကြီးတာမျိုးအဲ့လိုဟာမျိုးတွေဖြစ်လာပါလိမ့်မယ်ဒါကအိမ်အောင်ရေးကိုအကြောင်းပြုပြီးတော့ပေါ့နော်ကဲအဲ့တော့ထီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အိမ်နံရံနေမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတွေအကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်အိမ်နံရံဆိုတာအကျယ်ကြီးပဲဗျာတွေ့မှာပေါ့နော်ကဲညနာရီပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရရအနေနဲ့ကတော့ညင်ညံသွေးမပြေဝသောအယူများကိုစားစရာဝိစရာ အတခုခုလေးအကျိုးရှိမဲ့ဟာလေးလေသူ့အတွက်အသုံးတည့်မဲ့ဟာလေးတခုခုတော့ကိုဘက်ကစွန်ကျဲပေးလိုက်ပါလူတန်းပေးလိုက်ပါပံမှုပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ပုံကူသားသမီးတွေကိုထူးထူးခြားခြားလက်လာပါရှင်လန်းသွားမယ်စိတ်ညစ်စရာအခက်အခဲအားလုံးအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့ဗုဒ္ဓဘူသာသားသမီးများအတွက်တပတ်စာပေးတင်ဒီမှာပဲနေကုန်ချုပ်ပြရစီကျွန်တော်ကျော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 398ပဲ ဖြစ်ပါတယ်ဗျာအလုံးဆက်ဆာရရအစဉ်ပြေပြီးตาရဖြောင်ပြပါစေဇာတာပိသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဇာတာပိသားသမီးတွေအတွက်23ရက်ဆယ်လ2025မှာ29ရက်ဆယ်လ2025ဒီပဲဖြစ်ပါတယ်ဇာတာပိသားသမီးတွေရင်ထဲမှာဘဝနှောင်ရေးအတွက်ကြီးပွားဖို့ချမ်းသာဖို့အစဉ်ပြေဖို့အောင်မြင်ဖို့အမြဲတမ်းကြိုးစားတယ်အမြဲတမ်းစဉ်းစားတယ်အမြဲတမ်းတွေးတောတယ် ဒီလောက်နဲ့မတင်းတိမ်နိုင်ဘူးတီးတဲ့ပို့ပြီးတော့ရအောင်မကြဆုံးဖို့အောင်မြင်ဖို့ဇက်တိုက်ဇက်တိုက်ဆိုးဆိုးလိုပဲရရှိအောင်လုပ်ဖို့ကိုဒါသူ့ရဲ့ရှင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့မိမိရဲ့ဘဝကံကြမ္မာတဖြည်းဖြည်းနဲ့ကောင်းသောပြောင်းလဲခြင်းသူများရဲ့အနေခံသူများရဲ့အပြောအဆိုကနေလုတ်ကင်းအောင်ကိုကိုကိုအကောင်းဆုံးဖန်တီးမယ်ဆိုတဲ့စိတ်တည်းတတသူ့ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းပဲဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့ယောက်ျားအနောက်ဆက်မိန်းမအနောက်ဆက်ကြုံတတ်တယ် ဲ့တော့တနာတင်တာကိုတနာချီနဲ့ချောင်းကိုမတနာနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ချီနဲ့ချောင်းကိုတနာမိလို့ဒုက္ခရောက်တဲ့အတိတပုံကြီးပဲလေအဲ့ဒီအတွက်ကြောင့်တော်ရုံတန်ရုံပဲကောင်းပါတယ်အလွန်အကျွံမတနာမိပါစေနဲ့လို့အကြံပေးခြင်းပါတချို့ကတနာတာနဲ့မတန်ဘူးတချို့ကညံ့ညံ့တာလွဲတာတော့အကောင်းဆုံးပဲဗျနော်ဒုက္ခပေးသွားတဲ့လူတွေများတယ်လေနော်အဲ့တော့ယေရှုတရားမသိတတ်တဲ့လူတွေလောကမှာအများကြီးပဲလေဟုတ်တော့ဟုတ်တယ်မလားအဲ့ဒီအတွက်ကြောင့်တော်တော်တိုင်အောင်ပဲတနာ ကိုကိုကိုအရင်ဆုံးတနာနော်ကိုကိုကိုကောင်းအောင်လုပ်ကိုကိုကိုအဲ့လိုအဖြစ်မျိုးတွေနဲ့မကြုံအောင်ကိုကိုကို ကြံဖန်ပြီးတော့ကြိုးစားပါကဲစိတ်ညစ်စရာအနေနဲ့ဂျာတာပိသားသမီးတွေမှာမိသားစုကိုအဆက်အသွယ်မလုပ်တဲ့ကိစ္စနောက်ပြီးတော့ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်အကျဉ်းကျဉ်းနာနာမရှိဘဲနဲ့တကူကောင်းဆန်တဲ့ကိစ္စတွေကြောင့်ကိုကိုကိုတွေးရင်တွေးရင်နဲ့စိတ်ညစ်ရတာပဲဖြစ်တတ်တယ်နောက်ပြီးတော့ရှင်ကျေးဇူးတရားတွေမေ့လျော့ပြီးတော့တကူကောင်းဆန်ခဲ့ပြီတဲ့အတွက်ကြောင့်လည်းစိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ် အဲ့တော့အစတည်းကကိုကလိုင်ရောညီတွင်မှုရှိအောင်နေရမယ်ကိုဘက်ကမမောက်မာနဲ့လူဆိုတာမျိုးကပတ်စံမရှိခင်ကတမျိုးပတ်စံရှိတော့တမျိုးမအောင်မြင်ခင်ကတမျိုးမအောင်အောင်မြင်တော့တမျိုးဆိုတဲ့ပုံစံမျိုးကျွန်တော်လိုမျိုးမလုပ်ပါနဲ့လို့အကြံပေးချင်ပါတယ်ဟွန်းကဲကြာသာပေးသားသမီးငယ်ရွယ်တဲ့သူများဖို့ကတော့အဝေးတနေရာကသတင်းကောင်းဆက်သွယ်ကောင်းတွေရရှိမယ်အောင်မြင်မှုတွေလည်းသူတို့ကြောင့်ကိုမှာစူးစမ်းခြင်းနဲ့စိတ် ဲ့တော့သူတို့ကြောင့်ကို့မှာစိတ်အားလူအားထက်သန်ပြီးတော့အောင်မြင်မှုလမ်းစာတွေပေါ်ထွက်လာတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဒီကာလအတွင်းမှာတော့ကို့ရဲ့လုပ်ငန်းတွေကအလဟတ်တဖြစ်တတ်တယ်ကို့စုဆောင်ခြင်းသလိုအောင်မြင်ခြင်းသလိုနည်းနည်းလေးကြံ့ကြာခက်ခဲတာမျိုး ဖြစ်တတ်တယ်ဗျနည်းနည်းလေးခက်ခဲသွားတတ်တယ်နော်အဲ့တော့မကြခင်ကောင်းဖို့အတွက်အခုခက်ခဲတယ်လို့ပဲနားလိုက်ပြလိုက်ပါ အိမ်အောင်ရှင်ဂျာတာဘေးသားသမီးများကတော့အိမ်အောင်ရေးနဲ့ပတ်သက်လို့ရှိရင်တော့တူနကိုတိုင်းပြည်ပေါ့အဲ့တော့တလောကတော့လုံးမှာကိုရီနှစ်ယောက်တည်းရှိသလိုပဲဆုံးဖြတ်ရတာตายာမိတာကြည်နူးစရာကောင်းတာအဲ့တလို့တယောက်ပေါ်တယောက်စာနာစိတ်ဂျင်နာစိတ်ဆိုတဲ့မြစ်တာတွေကြာလေလေတန်ရောစင်တိုးလေလေအချစ်တွေပိုလေလေဆိုတဲ့တန်ရောစင်နှောင်ကျိုးတွေအဲ့တလို့ဟာမျိုးတွေနဲ့အိမ်အောင်ရေးမှာตายာမှုကြုံတွေ့ရပါလိမ့်မယ် ကဲအဲ့တော့ထီဝသနာပါလို့ထီထိုးခြင်းနဲ့ဂျာသာပေးသားသမီးများဖို့ကတော့အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တော့ကြောင်လေးတွေနေတဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံ့တာတွေပြေပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့ရအနေနဲ့ကတော့မိမိရဲ့အိမ်ယာကိုတန်ရှင်းရေးလုပ်မယ်ခေါင်းအုံးစွတ်တွေလဲမယ်လျှော်မယ်အဲ့တလိုမျိုးအိမ်ယာအနီးနားကိုတန်ရှင်းရေးလုပ်ခြင်းအဖြစ်အညံ့တွေအားလုံးပြေပြောင်းပြီးတည်တည်တသာလတ်လာပါ ရှင်လန်းကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ကြာသာပေးသမီးများတွေဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျအဲ့ဒီဖုန်းကို7နာရီကနေ7နာရီပြည့်ကိုဆက်မယ်နာမည်စင်ပေးမယ်အဲ့ဒါဆိုအားလုံးအဆင်ပြေပါပြီညနေ3နာရီအထိအောင်တုံချင်းစီကိုပြန်လဲဟောကြားပေးလေရှိပါတယ်အားလုံးအဆက်အစပ်ရအဆင်ပြေကြပါစီ တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်23ရက်10လ2025မှာ29ရက်10လ2025ဒီပဲဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ယဉ်ထဲမှာအထီးကျန်မဲ့အကြောင်းတွေအရာအဲ့တော့တစ်ဖက်ကကုသိုလ်တစ်ဖက်ကအကုသိုလ်တစ်ဖက်ကကောင်းတာတစ်ဖက်ကမကောင်းတာအဲ့ဒီနှစ်ခုကြားမှာကိုမတိတိကြီးနဲ့မိုက်မဲတဲ့အကြောင်းအရာတွေကိုအခုယဉ်ထဲမှာစဉ်းစားတွေးတောနေပါတယ်အထီးကျန်မဲ့ဆိုတာလည်းသိတယ်ထားခဲ့မဲ့ဆိုတာလည်းသိတယ်ဒါပေမဲ့ကိုမ တန်ရောစင်မတွေ့တာပဲမှမနေနိုင်တာအဲ့တော့ကိုယ်တိုင်နဲ့ကိုယ်ကခံဖို့နော်အဲ့တော့တောက်ကြသားသမီးတွေရဲ့မျောလင်တောင်းတကြီးတွေကြကတော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေအကြံဉာဏ်ပေးတဲ့အတိုင်းပဲဆက်ပြီးကြိုးစားမယ်သူတို့ပြောတာမဆိုးဘူးကောင်းတယ်အဲ့တော့ငါအဲ့တိုင်းလုပ်ရင်တော့ငါဘဝအဆင်ပြေမှာပါဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့အားတင်းပြီးတော့ရှေ့ဆက်ဖို့ကိုမျောလင်တောင်းတနေပါတယ်မမျောလင်မဲ့တောက်ကြသားသမီးတွေဘလို့ဟာမို့ကြုံမလဲကိုချိရတဲ့သူတွေကိုတန်ရောစင်တွေ့တာရတဲ့သူတွေနဲ့ပတ်သက်ပြီးအချိန်ချင်းဒုက္ခပေးတယ် မယိုးနိုင်အောင်တမျိုးပြီးတမျိုးဒုက္ခပေးတယ်၊မှုတယ်။အဲ့ဒီအတွက်ကြောင့်ကိုမစိတ်နှလုံးမချမ်းမြေ့ပွေရတယ်ဖြစ်တတ်တယ်။သူတို့ပြဿနာတွေသူတို့အခက်အခဲတွေရှိတော့အကုန်လုံးခွင်းလွှတ်တယ်၊ကူညီတယ်။တတ်နိုင်သမျှကိုဘက်ကအစွမ်းကုန်အပြစ်မပြောဘဲနဲ့ကျင်နာခဲ့တယ်၊မေတ္တာထားခဲ့တယ်။ကိုကိုအလဲလဲကြားလိုက်ကြတော့သူတို့ကပြောလိုက်ကြတာရစရာမရှိ။မှုချိုးမြစ်ချိုးဆိုတဲ့ပုံစံမျိုးထက်တော့ဆိုးပါတယ်။အဲ့ဒါလိုဟာမျိုးတွေအပြောခံရတတ်တယ်အထင်လွဲခံရတတ်တယ်အဆူခံရတတ်တယ် အဲ့တော့နာလာပေါ့လူပဲအဲ့တော့သူ့လည်းကိုယ်လည်းဆိုတာရှိတယ်လေခွင်းလို့တဲ့တဲ့နေရာခွင်းလို့အမှာပေါ့အဲ့တလို့အကြောင်းအရာတွေကြောင့်ကိုယ်မှမမျှော်လင့်ပဲစိတ်ဒုက္ခဖြစ်တာစိတ်ထောင်းကိုကြီးစိတ်မကောင်းဖြစ်တာမျိုးတွေခံစားတတ်တယ်ဖြစ်ပေါ်လိမ့်မယ်အဲ့တော့အဲ့တလို့ဖြစ်ပြီဆိုလို့ရှင်လည်းကိုကဩငါသူ့နေရာမှာသူပဲလေငါမှမဟုတ်တာဆိုတဲ့ပုံစံမျိုး ပြန်တွေးလိုက်အဲ့ဒါဆိုမိတ်ဆွေအနေနဲ့တက်တောင်တက်တာဖြစ်သွားပါလိမ့်မယ် စိန်ညစရာအနေနဲ့နောက်ထပ်ဘာတွေရှိသေးလဲဆိုကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေရင်းရင်တင်းဆောင်လွဲချော်တဲ့အတွက်ကြောင့်စိန်ညစရာတွေဖြစ်ပေါ်တတ်ပါတယ်ဒီတစ်ပတ်မှာတောက်ကြသားသမီးတွေအတွက်ကတော့နည်းနည်းလေးရစရာမရှိအောင်စိုးတယ်လို့သူကပြထားပါတယ်အဲ့တော့အားမငယ်ပါနဲ့အစိုးတွေပြီးရင်အကောင်းတွေလာလိမ့်မယ်လေနော်ငယ်ရွယ်တဲ့တောက်ကြသားသမီးများဖို့ကတော့ကိုယ့်ရဲ့မိသားစုမပြေလည်တဲ့ကိစ္စအဲ့တော့အဆမကောင်းတဲ့ကိစ္စတွေကြောင့်ဒီဘဝမှာ ဘသူ့ကိုမှမယုံတော့တာအခြေရေးတွေနဲ့ပတ်သက်ပြီးအစိုးရစဉ်းစားမိတာဆုံးဖြတ်မိတာအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီကာလအတွင်းမှာအခြေရေးနဲ့ပတ်သက်ပြီးမကောင်းဘူးပေါ့ဆုံးဖြတ်ချက်မချနိုင်အောင်လို့အကြံပေးချင်ပါတယ်ပညာရေးနဲ့ပတ်သက်လို့ရှင်လည်းလှုပ်ချင်ကင်ချင်တဲ့စိတ်တွေလျော့ပါသွားတာမျိုးဖြစ်ပေါ်တတ်တာပေါ့အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကံကောင်းမှုတွေကြုံမယ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကအစွမ်းစားကြောင့်စိတ်ကူးစိတ်တန်းကြောင့် ကိုယ့်ရဲ့ဘဝမှာအခက်အခဲကြုံတဲ့အခါ तू ကကိုယ်ကိုကယ်ထုတ်သွားတာကူညီတာတဆွေလုံးတစ်မျိုးလုံးကိုသူ့ကြောင့်အဆင်ပြေမှုတွေအဲ့တလိုဟာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ကိုယ့်ဘက်ကလည်းတော်လို့ပေါ့ကိုယ့်ဘက်ကလည်းအဲ့တော့ကောင်းတဲ့အချက်တွေရှိနေလို့ပေါ့ဒီအိမ်ဆောင်ရေးနဲ့ပတ်သက်လို့ရှင်ပေါ့နော်ကဲအဲ့တော့တောက်ကြသားသမီးများထီထိုးမယ်ဟဲ့ဆိုလို့ရှင်တော့မင်္ဂလာကိစ္စမင်္ဂလာသတင်းအဲ့တလိုဟာမျိုးဖိတ်စာတွေစာအိတ်တွေအဲ့တလိုအပေါ်မှာရှားကြည့်ပါ ဲ့အပေါ်မှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍသုံးတွေကတွေ့ရပါလိမ့်မယ်။ကဲညံ့တာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရအနေနဲ့ကတော့အချင်းချသာထားသောတရဝါများကိုဘေးမဲ့လွတ်ချင်းအပြင်အညံ့တွေအလုံးပြေပြောက်ပြီးတိတိတတ်တာကန်စားတာထူးခြားကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းတောက်ကြသားသမီးများတွေဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ကြော်စိမ်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကို7နာရီရနေ7နာရီတွင်းကိုဆက်မယ် ညနေ3:00နာရီထိတဦးချင်းစီကိုပြန်လည်ဟောကြားပေးလဲရှိပါတယ်7:00နာရီနဲ့7:00နာရီတို့အတွင်းကိုဆက်ပြီးတော့နာမည်စာရင်းပေးလို့ရပါတယ်ကဲဒီလောက်ပါပဲအားလုံးအဆစာရအဆင်ပြေကြပါစေစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်23ရက်10လ2025မှာ29ရက်10လ2025ထိပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယင်းထဲမှာကောင်းမှုကောင်းချုပ်စိတ်ညစ်စရာတွေကြံစည်သမျှလွဲချော်တဲ့ကိစ္စအကြောင်းအရာတွေကိုအခုယင်းထဲမှာ ထက်ခါတက်ခါစဉ်းစားသုံးသပ်မိတာမျိုး စဉ်းစားနေတတ်တယ်တွေးတောနေတတ်တယ်မျောလင်းတောင်းတရည်ရွယ်ချက်ကဘာရှိလဲဆိုလို့ရှင်တော့နောက်မဆုံးဘူးရည်ရွယ်ချက်အထမြောက်အောင်ပန်းနိုင်ရအောင်ဆက်ရှေ့ဆက်သွားမယ်အဲ့တော့ငါတဲ့ဆိုးတဲ့လူတွေလောကမှာတပုံကြီးပဲလေငါကတော့ AC ပဲသူတို့တဲ့တာသေးတယ်ဆိုတော့အဲ့လိုကိုကိုကိုအားပေးရင်းနဲ့ရှေ့ဆက်ရမှာမျိုးကြုံတွေ့ပါလိမ့်မယ်မမျော်လင့်မဲနဲ့ဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့အဖိုးတန်းဇင်ကပစ္စည်းတွေ ဝင်လာတာရရှိတာယင်သွေးယတနာသာသမီယတနာကိုဝင်ကိုအကြောင်းပြုပြီးတော့ဘဝမှာကံကောင်းမှုတွေတိုးတက်မှုတွေအောင်မြင်မှုတွေအဲ့တော့စီးပွားတက်တာလက်လာပါပေါ်များတာအဲ့လိုဟာမျိုးတွေကြုံပါလိမ့်မယ်အဲ့ဒီဟာတွေကိုမြင်လိုက်တွေးလိုက်ပြီးဆိုတာနဲ့ကိုယ့်အတွက်ကံကောင်းပြီလို့သတ်မှတ်လိုက်ပါနော်အဲ့တော့မမျှော်လင့်မဲနဲ့ဩစာအာနာကြီးမားတဲ့အမျိုးသမီးကြီးတွေနဲ့ဆုံတွေ့တဲ့အခါတိုင်းအခါတိုင်းကိုယ့်ရဲ့ဘဝ ကန်ဆာတာတစ်ဆင့်တက်ပြီတက်ပြီတက်ပြီလို့နားလေလိုက်ပါအဲ့ဒီအခုချိန်ရနေစတင်ပြီးတော့နောက်ထပ်3ရက်အတွင်းမှာထူးထူးခြားခြားကန်ကောင်းတာတွေကြုံပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ဘေးကျန်တဲ့ချက်အကျက်တဲကြုံတယ်ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းတွေမအောင်မြင်ပါအထမမြောက်ပါအဲ့တော့စိတ်ညစ်ရမှာပူပင်တော့ကတွေကြုံမှာအဲ့တလို့ဟာမှုတွေမမေ့နိုင်ဘူးစိုးရင်စိတ်တွေလွန်ခဲ့ပြီးကိုယ်မှာစိတ်ညစ်နေရတတ်တယ်လောကမှာကိုယ့်ရဲ့စိုးတဲ့လူတွေတပုံကြီးပဲလေနော်ကဲအဲ့တော့စိတ်ညစ်စရာ အနေနဲ့ကတော့အဲ့ဒီကိစ္စတွေရှိပါတယ်စောစောအိပ်ပါအေးအေးဝဝအိပ်ပါအဲ့တော့စိတ်ညစ်စရာတွေမတွေးပါနဲ့အိပ်တဲ့အချိန်မှာအိပ်တဲ့အလုပ်ပဲလုပ်ပါအလုပ်လုပ်တဲ့အခါမှာတော့အလုပ်လုပ်အလုပ်အကြောင်းပဲစဉ်းစားပါအိပ်တဲ့အကြောင်းတွေမစဉ်းစားပါနဲ့ဟုတ်ပြီနော်ငယ်ရွယ်တဲ့စနေသားသမီးတွေကန်စာတာမှာဆိုလို့ရှိရင်တော့ကိုကိုကိုဘဝင်နေမြင့်နေတတ်တယ်ဘလို့မြင့်လာလဲဆိုလို့ရှိရင်ငါတော်တယ်အဲ့ငါနဲ့ဘယ်သူနဲ့မှမတန်ဘူး အဲ့တော့ဒီငါလောက်ညံကောင်းတဲ့လူတွေတယောက်မှမရှိဘူးအဲအဲ့လိုမျိုး तू လောကမှာသူ့ကိုယ်သူအတော်ဆုံးပေါ့အဲအဲ့လိုဟာမျိုးတွေတဲ့ပဝင်လေဟပ်ပြီးတော့အဲကိုကိုကိုမြောင်မှန်းမသိမြောင်နေတာမျိုးဖြစ်တတ်တယ်အဲ့တော့အခြေရင်းနဲ့ပတ်သက်လို့ရှင်တယ်ဘယ်သူနဲ့မှ तू ကအယောတဝင်မရှိဘူးအဲ့တော့ကိုကိုကိုအခြေဆုံးအဲ့တော့ငါနဲ့ဘယ်သူနဲ့မှမတန်ဘူးအဲအဲ့လိုမတူသလိုမတန်သလိုမျိုးဆုံးဖြတ်ချက်တွေချတာမျိုးဖြစ်ပေါ်တတ်ပါတယ် အသက်ကြီးမှတော့လာပြီးတော့ရရရပေးပါလားမလို့နဲ့နော်ဟွန်းကဲအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကန်ဆိုးတာတွေလာတတ်တယ်ဗျာသတိထားရမယ်ဆိုပြချက်တွေမမားတွေစီနဲ့အလှည့်ပြောင်းနေမလုံနဲ့အဲ့တော့လက်ရှိအတိုင်းရိုးရိုးပဲကပါဖင်လိန်မကပါနဲ့ဖင်လိန်ကရင်ခါပါနာတတ်တယ်ဘုံစုပြုတ်ကြတတ်တယ်အဲ့ဒီအတွက်ကြောင့်အိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအဲ့တော့ဆုံးဖြတ်ချက်မမားစေနဲ့ကျင်နာမဲ့စကားပြောပါမျက်နှိုးတွေ့တာစေမဲ့စကားပဲပြောပါလို့အကြံပေးခြင်းပါတယ် ရန်လိုတန်ဒေါသတန်နေတဲ့မောမောမောမှာနိုင်တိုင်းနိုင်လို့ရတိုင်းမနိုင်ပါနဲ့လို့အကြံပေးကြပါလေဗျာကဲဓိဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများဖို့ကတော့ပန်းကြုံတွေရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အတွက်အကျိုးပေးသောကဏ္ဍစုံတွေရတွေ့ရပါလိမ့်မယ်ဒီကာလအတွင်းမှာအဲ့တော့မမျှော်လင့်မဲနဲ့ငွေကြီးလုံကြီးခဲကြီးဝင်လာတတ်တယ်ထီကန်နဲ့ပတ်သက်ပြီးသူများထက်ကန်ထူးတယ်လို့ပြထားပါတယ် ေညစ်စရာအနေအဲရရရအနေနဲ့ကတော့မပါလို့ရမယ်ဆိုလို့ရှင်အေဂျင့်ရဲ့နေရာလေးကိုသွားပါစိတ်ကလေးကိုညင်အောင်ထားပါအဲ့ဆိုစိတ်ကလေးကိုညင်အောင်လုပ်ငါရဲ့စိတ်တွေညင်နေပြီငါရဲ့စိတ်တွေညင်နေပြီဆိုပြီးတော့စိတ်ကိုတည်ငြိမ်အောင်ထားထားလိုက်ပြီးလဲပြီးတော့ကိုကဘယ်လိုဘယ်လိုလုပ်ရမလဲလက်ကလေးကိုတို့တို့ရှက်လက်မလေးကိုတို့တို့ထိထိနော်ထိလဲပြီးလဲပြီးတော့ကိုကဆူတောင်းငါဒီချင်းနဲ့စတဲ့ပြီးစနေသားသမီးဘသူပေါ့နော်ငါရဲ့ငါရဲ့ဘဝမှာစိတ်ညစ်စရာပူပင်တော့ကတည်းမရှိတော့ဘူးငါဒီချင်းနဲ့စတင်ပြီးတော့ အေးချမ်းပြီးကောင်းစားပြီးကြီးပွားပြီးချမ်းသာပြီးအဲ့တိုင်းလေးပဲတွေးမယ်နော်အဲ့တော့ငါဘာနေသားနာမည်ဘသူပေါ့နော်အဲ့တော့ငါဒီချင်းနဲ့စပြီးကောင်းစားပြီးကြီးပွားပြီးချမ်းသာပြီးအောင်မြင်ပြီးပေါ့အဲ့အဲ့ဒါပဲပြောနော်အဲ့မှာကိုကျင်တဲ့အားရပြီဒီအထိပြောပြီးပြီဆိုပြန်လာခဲ့အားလုံးအဲ့ဒီချင်းနဲ့စတင်ပြီးတော့အားလုံးကောင်းပါပါလိမ့်မယ်အဲ့ဒီရေရာလေးပဲလုပ်ပေးပါအဲ့ဒါကတော့ကိုယ့်စိတ်ကိုနှလုံးသားကိုနှိုးတယ်ပြီးပါပဲနော်ကဲ ဒါပါပဲအားလုံးအဆစရာအဆင်ပြေကြပါစေစနေသားနေ့ရောက်တိုင်းရောက်တိုင်းလူဝဆန္ဒပြုပါပါစေပူပင်တော့ကကင်းဝေးပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39925380358ပဲဖြစ်ပါတယ်ဗျအဲ့ဒီဖုန်းကို17နာရီရနဲ့17နာရီတွင်ကိုဆက်မယ်နာမည်စင်းပေးမယ်အဲ့ဒါဆိုအားလုံးအဆင်ပြေပါပြီညနေ3နာရီထိတူဦးချင်းစီကိုပြန်လည်ဟောကြားပေးလည်ရှိပါတယ်အဲ့တော့ကျွန်တော်ဖုန်းကများသောအားဖြင့်17နာရီဖုန်းကနေမှဖွင့်တယ်အဲ့တော့ အဲ့ဒီနာမည်စင်းကောက်ပြီးသွားရင်ကျွန်တော်ပိတ်ထားလိုက်ပြီเนาะအဲ့ဒီမှာဘာကြောင့်နောက်ထပ်လူတွေကြတော့အားနာတယ်လေအာမရတော့ဘူးမရတော့ဘူးပြောလို့ရှိရင်အားနာလို့အဲ့ဒါကြောင့်မလို့ကြိုတင်ပြီးတော့ပိတ်ထားတာပါကဲဒါပါပဲเนาะ